ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်6လပိုင်းတလစာအတွက်ဘုဒ္ဓဘူးသာသမီဘုဒ္ဓဘူးညနေဖွာရာဟုသာသမီများအတွက်တလစာအကောင်းအဆိုးများကိုမျှဝေညွှန်ကြားပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေတဲ့ကျမမိတ်ဆွေများကအပေါင်းလေးနှိပ်ပြီး follow လေးထားဖို့လိုအပ်ပါတယ်။ဒါမှကျမအနေနဲ့မိษွေတို့ရဲ့လိုအပ်နေတဲ့ရင်းနေရာကိစ္စအဝဝကိုနေ့စဉ်တင်ပေးသွားမှာဖြစ်ပါတယ်။ကျမအနေနဲ့ဗုဒ္ဓဘုရားသမီး၊ယာဟုသားသမီးများအတွေ့တလစာအကောင်ဆိုးကိုဟောပြောပေးတဲ့အခါမှာမိမိတို့အတွေ့ကံစားတာ ကောင်းစေဖို့ကံစင့်ကံမြင့်စေဖို့အတွေ့ရေရာနီလန်းကောင်းလေးတွေကိုလည်းနန်းညွန်ပေးထားပါရင်ဒါကြောင့်မိမိတို့ရဲ့တလစာမှာကံကောင်းမှုတွေကံဆူးများပြေပြောက်မှုအတွေ့ရေရာလေးကိုတေချာလေးပြုလုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ဗုဒ္ဓဘူးသားသမီးများကနိုင်ငံရဲ့ချားနဲ့ပတ်သက်ပြီးတော့အောင်မြင်တတ်ပါတယ်နိုင်ငံရဲ့ချားကိစ္စပြီး ဆောင်ရွက်မယ်ဆိုလို့ရှိရင်အောင်မြင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။တည်ငောင်းနေလဲကြားရတပါတယ်။အိမ်အောင်ရေးမှာဇနီးမရရဲ့အကူအညီမှုကြီးညာစွာထောက်ပံ့ကောင်းနေရရှိတတ်ပါတယ်။မိမိတို့ရဲ့အိုးအိမ်နေရာထိုင်ရင်အိမ်ပြင်နာတွေအိမ်ဆောက်တာတွေအမွေကိစ္စတွေလည်းကြုံတွေ့နိုင်ပါတယ်။ ဗုဒ္ဓဘုရားသမီးယာဟုသာသမီးတွေကမိမိတို့ဝန်တန်းဖြစ်ပါကမိမိတို့ရဲ့အထက်လူကြီးနဲ့ကုညီထောက်ပံ့ခြင်းနေမဆာခြင်းနေချီးကျူးခြင်းနေကြုံတွေ့နိုင်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ဒီကာလမှာစီးပွားရေးလုပ်ငန်းတွေတိုးချဲ့မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ရဲရဲတင်းတင်း ဆုံးဖြတ်လိုက်ပါ နောက်တစ်ခုအနေနဲ့ဘုရမှုသားသမီးတွေရာဟုသားသမီးတွေကအပြာရောင်နဲ့ပတ်သက်တဲ့လက်ဆောင်တွေရရှိတတ်ပါတယ်ဝင်လာတတ်ပါတယ်ထီပေါက်ကိန်းလည်းရှိပါတယ်เนาะထီထိုးဖို့လည်းလုံးဝမမေ့ပါနဲ့ဒါပေမဲ့လို့မိမိတို့မှာဆွေမျိုးသားချင်းတစ်စင်းတစ်ယောက်တွေ့ကြ မိမိတို့ရဲ့အိမ်တောင်ကြီးတွေပြိုကွဲသွားနိုင်ပါတယ်။အိမ်တောင်ကြီးတွေပျက်စီးသွားနိုင်ပါတယ်။ဒါလေးကိုအထူးဂယုစိုက်ဖို့လိုအပ်ပါတယ်ရှင်။မိမိတို့အနေနဲ့ဒီ6လပိုင်းထဲမှာခยีသွားတဲ့အခါမှာရေလန်းခยีနဲ့သွားတဲ့အခါမှာရေပေးအန္တရာယ်ကြီးကြာရောက်နိုင်ပါတယ်။ပြောချင်တာက ဗုဒ္ဓဘူးသားသမီးများယာဟုသားသမီးများကဒီကာလမှာ6လပိုင်းအတွင်းမှာပေါ့ရေလန်းခီးမတော်ရင်တော့ပိုပြီးကောင်းပါလေရှင်ဒါလေးကတော့ကျမအနေနဲ့အကြံပေးခြင်းဖြစ်ပါတယ်မိမိတို့ရဲ့နာမည်ထဲမှာသဟအခင်ရာတွေပါတယ်ဆိုလို့ရှိရင်တော့တောက်ကြံတဲ့အခရာတွေပါတယ်ဆိုလို့ရှိရင် နာမည်ကုန်တဲ့အခုပြောတဲ့ကောင်းကျိုးလေးတွေခံစားရမှာဖြစ်ပါတယ်နာမည်ကုန်တဲ့တူးတက်ခြင်းအမှုပညာလုပ်ငန်းတွေအောင်မြင်ခြင်းအမှုပညာနဲ့ပတ်သက်တာတွေအဆက်အသွယ်ကောင်းနေဝင်လာခြင်းဒီကာလမှာပြောရမယ်ဒီ6လပိုင်း2025 6လပိုင်းမှာတောက်ကြသားသမီးတွေလက်မထောင်နိုင်တဲ့ တောက်ကြနံမို့ဘုဒ္ဓဘူးသားသမီးယာဟုသားသမီးတွေကတောက်ကြနံနာမည်ပါနေတယ်ဆိုလို့ရှိရင်တော့မိမိတို့လက်မထောင်နိုင်မဲ့ချိန်ကာလတစ်ခုကြာရောက်နေပါပြီကိုကိုကိုလည်းယုံကြည်မှုရှိရှိနဲ့ရှေ့ဆက်ပြီးတော့ဖြတ်သန်းမှာဖြစ်ပါတယ်အမှုပညာလုပ်ငန်းတွေအောင်မြင်တတ်ပါတယ်ဆက်တွေကောင်းပြီးရရှိတတ်ပါတယ်တွေးသားနဲ့ပတ်သက်ပြီးကျမ်းမာရေးဂရုစိုက်ရမှာဖြစ်ပါတယ် မကြာခဏခေါင်းမူးမယ်တွေးပေါင်ကြီးကြတတ်ပါတယ်အဲ့တော့တွေးနဲ့ပတ်သက်တဲ့ယောဂဝိပနာကြီးဖြစ်ပေါ်တတ်ပါတယ်အကြီးကဲပေါ့ဝန်နဲ့အဖေလိုမျိုးပေါ့အကျိုးပေးပါတယ်လုပ်ငန်းတိတိထူထောင်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်အဲ့တော့အိမ်တော်ကြီးမှာဒစိမ့်တယောက်အတွက်ကြောင့်အိမ်တော်ပြူပွဲတက်တယ်လို့ပြောထားတဲ့အတွက်အထူးကြီးဥစိုက်ဖို့ လိုအပ်ပါတယ်။အိုးအိမ်နေရထိုင်ရင်းကိစ္စတွေမှာကုညီမစားခြင်းတွေအကျံစီအောင်တတ်ပါတယ်။အထူးအားသဖြင့်ဥကောင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာကြီးစမ်းမကြီးညံ့ပါတယ်။အခြေအနေပတ်သက်ပြီးတော့လေချစ်သူရဲ့လမ်းခွဲခြင်းတွေတစ္ဆာပေါက်ခြင်းတွေခံရတတ်ပါတယ်။အဲ့တော့ စကားလူမှုရေးမှာကြတော့စကားအရှုပ်ရှင်တွေဖြည့်ရှင်ရတတ်ပါတယ်စကားပြောဆိုမှာတတ်ပါတယ်စကားကြတတနာတွေဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ပုဒ္ဓဘုရားသမီးရာဟုသာသမီးတွေကမိမိတို့ရဲ့ကံစားတာတွေအညံ့တွေပြေပြောက်မှုတွေကံမြင့်မှုတွေကအိမ်တော်ရာဖရာเนาะ နိုင်ငံမှာနေတဲ့လူတွေနိုင်ငံသားမှာနေတဲ့လူတွေကတော့အိမ်တော်ရာဖျားကိုစိတ်ထဲမှာရည်စူးပြီးတော့လှူဒန်းပေးပါအဲ့တော့လှူဒန်းရမှာအုံညွတ်6ညွတ်အောင်းတပီ6ညွတ်အုံးသီးမုတ်ပါတဲ့မုတ်6ခုကိုအိမ်တော်ရာဖျားမှာကတ်လူထမ်းပေးရမှာဖြစ်ပါတယ်ပဲနေပဲရဲ့ရဲ့လူတော့မရှိပါဘူးမိမိတို့အားရရဲ့မှာသွားပြီးတော့လှူဒန်းပေးလို့ရပါတယ် အဲ့လိုလှူဒန်းပေးတဲ့အခါမှာသာသနာအလံ6ခုပါထည့်တွင်းပြီးတော့လှူဒန်းပေးပါရှင်။မိမိတို့ရဲ့ကျမ်းမာရေးအញ្ញံနေပြေပြောက်မှုအတွက်ကကြတော့သစ္စာပန်၃ညော့တီဟူ၃ညော့သူရတရီမေတော်မှာလှူဒန်းပေးရမှာဖြစ်ပါတယ်။မြတ်စွာဘုရားရှင် ဖခင်ရဲ့ယဉ်ပြင်ပေါ်မှာသူကားတတိမဲတော့နန်းဆောင်နေပါကြီးရှိပါတယ်။ဒါမှမဟုတ်လည်းမိမိတို့အိမ်ကနေသူကားတတိမဲတော့ရည်စူးပြီးတော့လှူဒန်းပေးလို့ရပါတယ်။လှူဒန်းတဲ့အခါမှာလည်းမအောင်မပြောပေါ့နော်။အုံးဒီတလုံးမပြောသည်။အုံးကပြောပွဲလေးနဲ့သူကားတတိမဲတော့အောင်ပွဲပေးခြင်းတစ္ဆာပန်းထိုးခြင်းတီဟိုလှူတီဟိုညွတ်လှူဒန်းခြင်းတိလုပ်ပေးလို့ရပါတယ်။ ဒါကတော့မိမိတို့ရဲ့ဒိဋ္ဌံတွေမိမိတို့ရဲ့အကျံစီတွေအောင်မြင်ဖို့မိမိတို့ရဲ့ကျမ်းမာရေးတွေအောင်မြင်ဖို့အတွက်လောက်ရမယ့်ရေတရားလေးဖြစ်ပါတယ်အဲ့တော့အထူးတစ်ပြည့်အိန္ဒိယဘုရားတို့မဟုတ်၆တက်ကြီးဘုရားမှလည်းလှူဒန်းပေးလို့ရပါတယ်ရှင်ကဲဗုဒ္ဓဘူသာသမီးများယာဟုသာသမီးများစိတ်ချမ်းသာခြင်းကိုယ်ယဉ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါဒုရဆန္ဒလီနဲ့ပြည့်ဝနိုင်ကြပါစေရှင် ရေရင်ရီလည်းအောင်မြင်ကြပါစီအခက်ခဲတွေလည်းအဆင်ပြေကြပါစီရှင်